ရတာရှိတဲ့ကြက်သားရှာဝါးမားကို ကိုယ်တိုင်ချက်ဖို့စိတ်ကူးနေပါသလားကျုပ်တို့ဤအသေးစိတ်လမ်းညွန်ဖြင့်အိမ်မာတင်စားတောက်ဆိုင်အစဉ်ရှာဝါးမားကိုဖန်တီးနိုင်ပါတယ်ပထမဦးစွာကြက်သားကိုနနှွေးငရုတ်တီးမှုဇီယာနန်နန်စေစားငရုတ်ကောင်းတို့ဖြင့်နေပါထို့နောက်ဒိန်ဂျင်နှင့်တံပရာရီတို့ဖြင့်ထက်နေပြီးအနည်းဆုံး2နာရီခန့်နှက်ထားပါ နှစ်ထားသောကြက်သားကိုဒဲအိုးရဲတွင် စီနှဲငယ်ဖြင့်ရွှေညိုရောင်တန်းလာသည့်အထိကြော်ပါအသားချောက်သွားမိကိုစိုးရိမ်ပါကမီးအေးအေးဖြင့်ဖြည်းဖြည်းချင်းချက်ပြုတ်ပါဤသည်မှာကျမတို့၏အပါမပြန်လဲရရှိသောအချက်လက်များဖြစ်ပြီးအသုံးပြုသူများအတွက်အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါသည်ချက်ပီးသားကြက်သားများကိုပပလီပီပီတာပေါင်မုံဟင်းဒီဟင်းရွက်နှင့်စောတို့ဖြင့်တွဲဖက်စားသုံးပါအကယ်၍ချက်ပြုတ်ရာတွင် အခက်ခဲရှိပါက သို့မဟုတ်အခြားမေးခွန်းများရှိပါကကျွန်ုပ်တို့၏ customer support သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ဤလမ်းညွှန်ချက်အတိုင်းလိုက်နာပြီးမရတာရှိသောစက်သားရှာဝါးမားကိုဖန်တီးကြည့်ပါသင်၏ချက်ပြုတ်မှုရလဒ်များကို ကျွန်ုပ်တို့နှင့်ပြန်လည်မျှဝေပေးပါယင်တိုက်တွန်းအပ်ပါသည်။